โอเคအားလုံးပဲမင်္ဂလာပါဒီဘက်မှာဆိုရင်တော့ကျွန်တော် auto pay လေးနဲ့ဘယ်လိုထောင်မလဲဆိုတဲ့ဟာလေးကိုအားလုံးပြောပြပြုမယ်အဲပရောမရလဲသူ့ auto နဲ့ဘယ်လိုထောင်မလဲဘယ်လိုထောင်မလဲအားလုံးမင်းနေကြတယ်အဲဒါကြောင့်ကျွန်တော်ဒီခုဒီ auto pay Honda Clip 125လေးနဲ့ကျွန်တော်ထောင်ရမယ်ဘယ်လိုလုပ်ရအောင်လဲဆိုတာအဲအဓိကတော့ဒီရဲ့ဘိန်းနေမှာကဒီရဲ့ auto pay နေမှာကြတော့ပါလဲဆိုတော့အဓိကဒီရိုးထိုင်ပြီးတော့ထောင်မယ်ဆိုရင်သူက ားဆိုရင်ကျွန်တော်ဒီဘိန်းလေးကိုဘယ်လိုပြောအော်တိုဘိန်းနေဘယ်လိုဆွဲမှာလဲဆိုတာလေးကိုပြောပြပေးမယ်เนาะဒီမှာတန်ရအငကိုပုံစံရှိရ position ဒီ position ရှိလိမ့်မယ်အဲကြရင်ကျွန်တော်တို့ထောင်တော့မယ်ဆိုရင် speed လုံးဝမပါရဘူးဆိုင်ရဲ့ speed ကလုံးဝရက်နေတဲ့နေမှာရှိရမယ်အဲကနေဒီမှာဒီပေါ်တော့ဒီကရှေ့ကိုအယုံပြလိုက်မယ်ဟို post ထားရအောင်เนาะ post ထားပြီးတော့ liver အတင်နဲ့ liver စတင်ပြီဆိုတဲ့အချိန်မှာလည်းဒီပါဒီကိုနောက်ဆုတ်လိုက်မယ်နောက်ဟိုအဲ့လိုပေါ့နော် post နဲ့ပြားလေးဆုတ်လိုက်မယ်ဆိုရင်ဆိုင်ရဲ့နေပြီးတော့ရှေ့ဘက်ကလုံးဝကျွာလိုက် အပုံစံလေးကိုကျွန်တော်ပြန်လုပ်ပြမယ်နော်ဒီပုံစံလေးပါနော်ဒါလို့ရှိရရှိ့မှာထောင်တော့မယ်ဆိုရင်ဒီလိုပေါ့ဟုတ်ပြီနော်လူလည်းစုံမယ်ခြေတော့ရောစုံမယ်ပို့တစ်ခုလုံးကိုဆွဲမရဆွဲမရအားလည်းပါမယ်လူလည်းနောက်ဆွဲလိုက်မယ်ဒီပါလဲအတင်အားလုံးအထက်ထဲကြားရမှာပြင်ပြင်တော့ကြောက်ရတယ်ဒါကတော့အော်တိုလေးထောင်တယ်ပေါ့နော်အဲအဲ့တော့မှကျွန်တော်လန်သွားပြီဆိုရင်တကယ်လို့ဟိုဟာဒါလန်နေဆိုရင် brake လေးကိုနောက် brake လေးကိုဆွဲမယ်အဲ့ကြောင့်ရှင်းနေနေလေးပြန်ကြမယ်တကယ်လို့မြန်ကြတာပြန်နေတယ်ရှင်းနေနေပြန်နေမယ်အဲ့ဒါနေ balance လောက်သွားမယ် အဲ့ဒါကိုကျွန်တော်ပုံရိုက်လိုက်ကြပါမယ်ပြောလို့ရဆိုတော့ န်ရိုးထောင်တဲ့နေ့ပေါ့နော်သူကဆွဲမလိုက်မယ်မလိုက်ချိန်မှာကျွန်တော်ဒီဘောခန္ဓာကိုယ်လေးနဲ့တစ်ချက်ဖိမ့်မယ်မလိုက်ချိန်မှာလက်ကံတစ်သိပ်ပါဖို့ရည်ကြီးတယ်ဒီတော့တစ်သိပ်မပါဘူးဆိုရင်ကျတော့ဘေးတစောင်းစောင်းသွားတာတို့ဘက်စောင်းတာဒီဘက်စောင်းတာတို့ဖြစ်နိုင်တယ်နောက်ပြီးတော့ဒီနောက်ကအဲ့ဘဲမီးတွေပါတယ်သူအဲ့ညွတ်တာပါအဲ့မှာပဲသူကဘေးပျက်စီးနေမယ်တန်ခိုင်းနေပါတယ်ထည့်ပါနောက်နောက်ပြီးတော့နောက်တစ်ခုကျွန်တော်ပြပေးမှာကျတော့ထောင်ပြီးတော့ဘယ်လိုထောင်မလဲနော်ဒီအော်တိုဘေးတွေကမှမတည့်ရပြီးထောင်မယ်မတည့်ရပြီးထောင်တဲ့အချိန်ကျရင်အရန်လွယ်သွားတဲ့ဆိုင်ကြီးတွေကဒီရဲ့အော်တိုဘေးတွေကဘာဖြစ်လို့ဆိုတော့သူကနောက်ဝေးပဲလို့ရတယ်ဆိုတဲ့အချိန်မှာ သူရဲ့နောက်ဘေးထောင်တဲ့ပုံစံမျိုးလေးကိုကျွန်တော် position လေးလို့ပြရမယ်နော်အဲ့ဒါကျွန်တော် position လေးလို့ပြရမယ်နော်ဘယ်လိုလုပ်လဲဆိုတော့ဒီမင်းအဲ့လိုရှိနေသူကြီးကျွန်တော်မတက်ရလာပြီတက်လာပြီးတော့တော့ဒီပုံစံရှိရင်ရှင်းရမှာဒီလိုစောင့်ဆွဲခါနဲ့စောင့်အနေနဲ့ဒီကနီးပါအတင်းနဲ့စောင့်နေလိုက်ပြီးဒီလိုနေလိုက်ပြီးဆိုရင်နီးပါအတင်းမှာဘယ်ဟာချင်းချင်းဘာကနေပါလဲမယ်အဲ့ပါလာရဲ့ဟာဦးဘရိတ်လေးနဲ့တစ်ချက်ပြန်ထိမ့်မယ်ခိုင်းမှနီးပါလေးဆက်ဆွဲမယ်အဲ့မှာတို့ကရှေ့လေးတောင်းလိုက်ရမယ် 让我拿我一个没得他们说的人 ရထောင်နေတာလေးဆိုရင်ကျွန်တော်တို့ဒီပေါ်တော့ခုလေးပိုင်ပို့ပြီးတော့ထိန်းလို့ကောင်းတယ်ထိန်းပြီးမေးတာအဲလုံးဝထိန်းပြီးမပါရောစပီမပါပဲဒီအရင်စလုံးဝညနေကွန်ဒီရှင်တွေဆွဲမမယ်ဆိုရင်ကျတော့အဲကျွန်တော်တို့ပို့ရမယ်ဘင်းအားရိုင်းနေအောင်ရမ်းများအဲ့ကောင်လေးထိန်းနိုင်လို့ဆင်းပြပါတယ်အဲကွန်ဒီစားဆုံးမယ်ဆိုရင်တော့အဲ့ရစီပီကအနည်းဆုံး10 kg နဲ့20 kg ကြာပါတော့เนาะ20 km ကြာအဲ့လောက်အဲ့လောက် speed လေးအောင်နေပြီးတော့သူကစောင်းနိုင်မယ်ဒီပါအတင်နေတဲ့ကောက်ဆွဲနိုင်မှာဘိန်းနဲ့ပါတော့ ိုင်ဘိန်းလေးပါလာတဲ့ခါကျရင်ကျွန်တော်တို့ကဒီပေါ့နော်အဲဘိန်းမှလာပြီဆိုရင် break လေးကိုအုပ်မယ်အဲညာရင်ပေါ်တော့နည်းနည်းလေးရှင်းပြနေနိုင်မယ်အဲညာရင်ဒီပါပြန်နေမယ်ဘိန်းလေးပြန်မှတ်မယ်အဲအနောက်ကနေတော့ဘဲလန့်လောက်သွားနိုင်တဲ့ခါကျရင်ညာတော့ကျွန်တော်တို့ဒီဘိန်းလေးကဖြောင်းလို့တော့ဖြောင်းသွားချင်လို့သွားလေရဟုတ်ကဲ့အဲတော့ကျွန်တော်ဒီဘက်မှာတော့ဒီရဲ့ auto bay ပေါ့နော် auto bay နဲ့ဘယ်လိုဖြောင်းလဲဆိုရတာလေးကိုဟုတ်ကဲ့ဒီဗီဒီယိုလေးကြိုက်မယ်ဆိုရင်ကျွန်တော်အကောင့်မှာ follow လုပ်လို့ရပါတယ်။ brand နေနဲ့ Amazon Messenger နဲ့လာပြောင်းပေးရပါတယ်။ဟုတ်အားလုံးကျေးဇူးပါ။